ားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဒီနေ့ကျွန်တော်ဒီဗီဒီယိုဟာလာမယ့်9လပိုင်းမှာတွေ့ကြုံလာမယ့်တနင်္ဂနွေသားသမီးတွေရဲ့ကံအဆိုးအကောင့်ကိုကျွန်တော်ရဲ့ Terror လင်းနဲ့ဟောကြားပေးတော့မယ့် Terror Bidin ဟောကိန်းလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တော့အဘမင်းငါရဲ့တပည့်ဆရာဆောင်းတော်ဖြစ်ပါတယ်မိတ်ဆွေအားဘီဒီနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုအတိုင်းအတာတစ်ခုရှိမယ် တနင်္ဂနွေသားသမီးလည်းဖြစ်မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုစုံးနဲ့ဒီကြည့်ရှုပြီးတော့ခဏလပိုင်းမှာတွေ့ကြုံလာမယ်ကိုယ့်ရဲ့ကံအဆိုးကောင်းအတိတ်ကြောင့်အတက်အကြအနေအမြင့်တွေကိုတိရှိခွင့်ရပြီးတော့ရှောင်ရဆောင်ရလေးတွေကိုနားလည်သွားမှာဖြစ်ပါတယ်ကျွန်တော်ကလည်းကျွန်တော်တက်မြောက်ထားတဲ့ဒီ terror နဲ့ပဲမိတ်ဆွေတွေကိုကတ်ချိုးပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်မှုရှိတယ်ဆိုရင်ဘေးနားမှာရှိနေတဲ့ follow ကလုတ်လေးနှိပ်ပြီးတော့ကျွန်တော်ကို follow လောက်ထားခြင်းအပြင် ကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုရေဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမိတ်ဆွေတိရှိခွင့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တရင်းကလေးသားသမီးတွေစတင်ပြီးတော့ဗီဒီယိုဟောပေးရအောင်။အဲ့တော့ဘမအောင်ဆုံးအနေနဲ့ကျွန်တော်တနင်္ဂနွေသားသမီးတွေကြုံတွေ့လာမဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ကပ်ဖြစ်ပါတယ်။ Obis လုပ်ငန်းတွေစီးပွားရေးလှုပ်ဆောင်တွေကျွန်တော်မိတ်ဆွေတွေတက်ဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိနေကောင်းရှိနေနိုင်ပါလေ ဒက်လောမှာအဆင်မပြေမှုတွေလည်းတွေးကြုံနေရတာတွေရှိပါလိမ့်မယ်ဒါခန္ဓာလပိုင်းမှာတဖြည်းဖြည်းနဲ့ပြန်လည်ပြီးတော့ပြေပြောက်သွားပြီးတော့ကောင်းမွန်တဲ့နမိတ်ပုံရိပ်တစ်ခုကိုပေါ်ပြနေခြင်းဖြစ်ပါတယ်စီပွားရေးနဲ့ပတ်သက်ပြီးတော့တို့တော့စီပွားရေးမှာဘာတွေအားနည်းနေရလဲလို့ပြောမယ်ဆိုလို့ရှိရင် အများနဲ့ပူပေါင်းပြီးလှုပ်ဆောင်မဲ့ကိစ္စတွေဆက်သူရှယ်ယာကိစ္စတွေအားနည်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုမိမိကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးမိမိကိုယ်တိုင်တည်တည်ကြကြစီစနစ်ကြကြလှုပ်ဆောင်တာမျိုးတွေဟာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အကောင့်ဘက်ကိုဦးတည်သွားမယ်အပိုင်းချလို့ဖော်ပြထားခြင်းဖြစ်ပါတယ်ဒီလိုချင်းနေပိုင်းချမျိုးမှာအလုံးမှာစိတ်မပျော်တာမျိုးအလုံးလုံးချင်းစိတ်ပျောက်ဆုံးနေတာမျိုးတွေဟာကိုယ့်ရဲ့လုပ်ငန်းကိစ္စကိုအဆိုးဖြစ်ပေါ်ဖို့အတွက်ကံအကြောင်းတရားလေးတွေအနေချင်းရှိနေပါတယ်လုပ်ငန်းဟာမိမိကိုယ်တိုင် PPCC လုပ်မယ်ဆိုရင်တော့အောင်မြင်မှုအတိုင်းသာတခုထိရောက်ရှိလာနိုင်လို့ ဘေးနားအနေစင်ကုညီပေးမဲ့မိတ်ဆွေအပေါင်းအသင်းတွေလည်းလုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။တရင်းဝင်သားသမီးတွေကငွေကြေးကိစ္စမှာကိုယ်ကိစ္စမဟုတ်ပဲသူများကိစ္စရင်းနဲ့ပတ်သက်ပြီးတော့စကားများတာမျိုးရံဖြစ်တာမျိုးစိတ်ဒေါသဖြစ်တာမျိုးစိတ်မကျေနပ်စရာတွေဖြစ်တာမျိုးစိတ်မချမ်းသာတွေတွေ့ကြုံရတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်။ ဒါကြောင့်မလို့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာငွေကြေးကိစ္စမဟုတ်ဘဲနဲ့တခြားသူရဲ့ငွေကြေးကိစ္စဈာထဲမှာပဲကြီးလောက်ဈာထဲစားညက်တာမျိုးအာမခံတာမျိုးဒုံမောက်ဂရိကူပြူတာမျိုးတွေမှာနည်းနည်းလေးဒရိဒါဆင်ကျင်ဖို့အတွက်လိုအပ်ပါလိမ့်မယ်အဲ့တော့ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးကံကောင်းလားဆိုးလားသိချင်တဲ့ဆရာဆိုရင်တော့လာမယ့်ခရလပိုင်းမှာငွေကြေးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့အလုံးနီးပါးအစီအမေတာမျိုးမဟုတ်ဘဲနဲ့အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ငွေကြေးကိစ္စတွေထက်ဆိုင်တော့နည်းနည်းလေးတန်ကောင်းလာတာတွေတွေ့ကြုံလာမှာဖြစ်ပါတယ်။နောက်ချက်ကတော့တရင်းတွင်သားသမီးတွေကြုံတွေ့လာမယ်ကျမရဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ကျမရဲ့တွေတရင်းတွင်သားသမီးတွေအားကောင်းနေတဲ့ကာလတစ်ခုအားကောင်းနေတဲ့ပိုင်းခြားတစ်ခုဖြတ်ကျော်အောင်မှာပဲဖြစ်ပါတယ်။ကျမရင်ညံ့နေတဲ့လူတွေပြန်လဲပြီးတော့တက်တာပြတ်ခွဲလာမယ်ဆေးရုံဆေးကန်တက်နေတဲ့လူတွေဆေးရုံဆေးကန်ကနေပြန်လဲပြီးတော့ဆင်းလာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာရမယ့်အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။တို့တော့ ဆက်တဲ့ရင်နေနဲ့ပတ်သက်ပြီးမောင်းတဲ့အခါစပိန်ဆိုင်ကကားစသဖြင့်ပေါ့နော်ဒီကိစ္စရင်နဲ့ပတ်သက်တဲ့အခါမှာတော့သတိဝရိယရှိစွာနဲ့မောင်းနေမှာခင်မိခိုင်မိတိုင်းမိတာတွေအနေချင်းဖြစ်ပေါ်လာနိုင်ပါတယ်ဆိုရင်ရောက်လာတဲ့အထိဖြစ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်အနေနဲ့ငွေကြီးဆုံးရှုံးတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်ကျမရဲ့ကိစ္စရင်နဲ့ပတ်သက်လာရင်တော့အားကောင်းပါတယ်ဆက်တဲ့ရင်မောင်းနေတဲ့အခါစီးနေတဲ့အခါမှာနည်းနည်းလေးဂယူဆိုင်ဖို့အတွက်တော့လိုအပ်ပါလိမ့်မယ်နောက်တစ်ချက်ကတော့တနင်္ဂနွေသားသမီးတွေကြုံတွေ့လာမယ့်အခြေအနေကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းအခြားဖြစ်ပါတယ် ဒီချိန်မှာအခြေအကိစ္စတဲ့ကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းကိစ္စကိုယ့်ရဲ့မိသားစုကိစ္စကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုအချိန်ပေးနေရတတ်ပါတယ်။ဒါကြောင့်မို့အခြေအကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ချစ်သူအပြစ်တင်ခြင်းခံရတတ်ပါတယ်။ဒို့မို့ကိုမဖြစ်ရင်လည်းကိုယ့်ရဲ့ချစ်သူဖြစ်နေတတ်ပါတယ်။ဒါကြောင့်မို့ဒီပြတ်ကျော်လာမဲ့ခရလပိုင်းမှာအခြေအေးထက်ပုံမို့ပြီးတော့အရေးကြီးတဲ့ຢာတွေအချိန်ပေးနေရတဲ့တော်ဆုံနေရတဲ့အတွက်ကြောင့်မို့အခြေအကိစ္စမှာတော့နည်းနည်းလေးအဆင်မပြေမှုလေးတယောက်နဲ့တယောက် အငင်းပွားမှုတွေဖြစ်ပေါ်လာနိုင်တယ်။တကယ်လို့အခြေအနေကိစ္စမှာအဆင်မပြေမှုတစုံတရာဖြစ်ခဲ့မယ်ဆိုရင်တော့မှကွဲမလားအပြတ်မလားဆိုပြီးမေးလိုက်ကွဲတာပြတ်တာမျိုးတွေတော့မရှိနိုင်သေးပါဘူး။အာကုညီပေးမဲ့လူတွေဒါမှမဟုတ်ကိုယ့်ရဲ့ဈားတဲ့ဝင်ရောက်ပြီးတော့ပြတဲ့အဆင်ပြေတဲ့အကန့်အကြောင်းတရားတွေပေါ်ပေါ်လာ နိုင်ပါတယ်ကိုကိုတည်းပြက်ချင်နေတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့အခြေအေးကိစ္စကံကောင်းလားဆိုအခြေအေးကိစ္စထိုက်ပြောက်တော့ကံကောင်းနေ ADA ဆက်နိုင်တာလေးပဲဖြစ်တယ်အခြေအေးကိုအချိန်မပေးနိုင်ဘူးတခြားတော့မိသားစုကိစ္စငွေကြေးကိစ္စတွေမှာအချိန်ကုန်နေတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်နောက်ချက်ကတော့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အပိုင်းခြားမှာမလိုလားပဲငွေကုန်ကြေးကြများနေတာမျိုးငွေအထွက်များနေတာမျိုးတွေဒီခေါင်းကဘာမှတွေ့ကြုံလာမယ်ဆိုတော့အဲတခြားလုပ်ငန်းကိစ္စမျိုးမှာအိမ်ပြင်တာအိမ်ဆောက်တာအိမ်ကကလေး စေရိတ်ဒီစတဲ့ဖြစ်ပေါ့ဗျာခါတိုင်းတက်ပုံမို့ပြီးတော့ကုန်ကြစိတ်များနေတယ်ခါတိုင်းမှာဥမာ6လပိုင်းပေါ့အခုခု6လပိုင်းမှာ10သိန်းကုန်နေဆို9လပိုင်းမှာ15သိန်းသိန်း30ပုံကုန်သွားတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ငွေအထွက်များနေတတ်ပါတယ်ငွေကြေးကိစ္စရဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းလေးအိမ်တော်ကြီးမှာပို့ပြီးတော့တုံးဆွဲရတာမျိုးနဲ့ပတ်သက်ပြီးတွေးကြုံလာမယ့်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်အတိတ်တန်တစ်ခုခုလုတ်တဲ့အိမ်တော်တွေရှိရဆိုအတိတ်ကြောင့်အတိတ်ထံပြတ်တတ်ပါတယ်เนาะအเจ้าရတစ်ခုကြောင့်အဲ့ဒီအတိတ်တန်ဥမာကိုယ့်ရဲ့ ကိုနဝင်စိတ်မယ်လို့ပြောတာ9ရက်ရှိလောက်မြောက်တဲ့အခါမှာအကြောင်းတရားတစ်ခုဖြစ်ပြီးတော့အဲ့အဋိဒိဋ္ဌံပြတ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်အဋိဒိဋ္ဌံအောင်ကြိုးစားပါအဖြတ်တွေဝင်တတ်ပါတယ်ကောင်းတာလုပ်တယ်ဆိုရင်တော့အဖြတ်ဝင်တယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပေါ့နော်နည်းနည်းလေးခရူးဆိုင်ဖို့တော့လိုအပ်ပါတယ်အဖြတ်များနေတယ်နောက်ချက်ကတော့ကြုံတွေ့လာမယ်ကျွန်တော်တရင်းတွေတာမီးကြီးနဲ့ပတ်သက်တဲ့ဝန်ထမ်းဖြစ်ပါတယ်ဝန်ထမ်းတွေဒီလိုအချိန်ဒီပိုင်းကြောင်းမျိုးမှာအလုံးအစ်စ်ရှာဖွေဖို့အတွက် ကံခွင့်လန်းကောင်းတဲ့နေရာအတိရောက်ဖို့အတွက်ကံခွင့်လန်းကောင်းတဲ့မြို့ရာအတိပြောင်းရွှေ့ဖို့အတွက်လည်းအားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်။မူရင်းရှိနေတဲ့အလုပ်ထက်အလုပ်တစ်ရှာနေတဲ့လူတွေနေရာပြောင်းခြင်းတဲ့လူတွေအမျိုးနဲ့ပြောင်းခြင်းတဲ့လူတွေဌာနပြောင်းခြင်းတဲ့လူတွေအတွက်ကံခွင့်လန်းကောင်းရရှိလာမယ့်အချိန်ဒီပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်ချက်ကတော့တွေ့ကြုံလာမယ့်ကျွန်တော်ပညာရေးနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ပညာရေးမှာတော့မိတ်ဆွေတို့အနေနဲ့နိုင်ငံခြားသွားပြီးတော့ပညာတော်တင်သွားမှာတို့နိုင်ငံခြားမှာကျောင်းသွားတက်မှာတို့ လောက်ဆောင်လာတဲ့ကိစ္စတွေမှာအခက်အခဲတစ်ခုမဟုတ်တစ်ခု delay ဖြစ်နေတတ်ပါတယ်။ဆိုတော့တက်ကြမှုနှောင့်နှေးမှုအဆင်မပြေမှုတွေနဲ့ကျွန်တော်ကြုံတွေ့ရတယ်။တကယ်လို့သွားရခင်တော့မှပျော်ပျော်ရှင်သွားရတာမဟုတ်ဘူး။အဲဒီကိစ္စတွေဖြေရှင်းစိတ်ညစ်စိတ်လျှော့ပြီးတော့မှသွားရတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့အာတနေ့တကြီး တကယ်တကြီးဆိုနိုင်ငံသားပဲဖြစ်ဖြစ်ပေါ့နောက်မှရန်ကုန်နဲ့မန္တလေးပြောင်းမယ်မန္တလေးနဲ့ရန်ကုန်တင်တန်းလာတက်မယ်ဆိုတဲ့လူတွေတော့ကတော့ပညာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအနောက်ရှက်လေးတွေရှိနေပါတယ်နည်းနည်းကိစ္စတွေပါနော်နောက်ချက်ကတော့နိုင်ငံသားသွားမယ်ကျွန်တော်မိတ်ဆွေတွေအတွက်ဒီလိုအချိန်ကြီးပိုင်းခြားမျိုးမှာဘာပဲလို့လို့ကြုံကြည်မှုလွန်ခဲ့တာမျိုးတော့မကောင်းပါဘူးဒီအချိန်မှာလူလိန်ခံရတတ်တယ်ကို့ဘော်ဘက်ကြီးရိုက်တာကို့ဘော်မဟုတ်မှန်တာပြုတ်လောက်တာအငွေလိန်ခံရတာမျိုးအခုမှအစ်စ်နိုင်ငံသားသွားဖို့အတွက်စားလုံမဲ့လူတွေဆိုနည်းနည်းခရီးဆိုင်ပါ လူလိမ်လူညာတွေနဲ့တွေ့ဆုံတတ်တယ်မဟုတ်မမှန်တဲ့လူတွေနဲ့တွေ့ဆုံအောင်တတ်တယ်ဒါကြောင့်မလို့ကိုယ်အနေနဲ့ထိကိုက်ဆုံးရှုံးမှုနစ်နာမှုတွေဖြစ်လာနိုင်တယ်တိတိကျကျဘယ်ယူဆပြီးလုံဆောင်မယ်ဆိုရင်တော့အောင်မြင်မယ်ယုံကြည်မှုအတိုင်းလားလုံခဲသွားမယ်ဆိုရင်တော့အဲ့ဒီအပေါ်မှာတော့လိမ်နာညာတာတွေခံရတတ်ပါတယ်ဒါလေးကိုယူဆိုင်စင်ကျင်မှုတဲ့ဟောကြားပေးခြင်းဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာပဲရန်နာကွန်ပျူတာအားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေများကိုကြီးချမ်းမာခြင်းစိတ်ချမ်းသာခြင်းနေပြေဆုံးပါစေလို့ဆုမွန်ကောင်းတောင်းနေတယ်ဗီဒီယိုကိုဒီမှာပဲရန်နာကွန်ပျူတာခင်ဗျာ